မင်္ဂလာပါရှင်ပြည်သူ့မှုထရာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့ No it with no it အစီအစဉ်ကနေ How reading helps children ဆိုတဲ့စာဖတ်ခြင်းကကလေးတွေအတွက်ဘလို့အထောက်အကူဖြစ်စေလဲဆိုတဲ့အကြောင်းအရာကို No နဲ့အတူတူလေ့လာသွားကြရအောင်နော်ဒီကနေ့ခင်မှာကလေးတွေဟာ phone tablet computer နဲ့ mobile game တွေကိုအရင်စိတ်ဝင်စားစော့ကစားလေးရှိကြပါတယ်ရှင် ဒါပေမဲ့ဒီအရာတွေကကလေးတွေရဲ့ကိုယ်ခန္ဓာနဲ့စိတ်ကြမ်းမာရေးအတွက်မကောင်းတဲ့တက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်နော်။ဒါကြောင့်ကလေးတွေဖုန်း tablet စတဲ့ဆက်တွေမှာဆွဲလန်းနေတာတွေကိုရှော့ချဖို့အတွက်မိဘတွေရဲ့ပံ့ပိုးမှုနဲ့အားပေးမှုကအရင်လေအရေးကြီးပါတယ်ရှင်။မိဘတွေအနေနဲ့ကလေးတွေကို စာအုပ်ဖတ်ဖို့အားပေးပြီးစာဖတ်ခြင်းကိုဆွဲဆောင်သင်ပါတယ်ရှင်။ မိသားစုအတွင်းခလေးတွေကို စားဖက်ခြင်းအလေးချင်ကောင်းကောင်းရအောင် အတူတကွစူးစမ်းတာက အရေးပါပါတယ်။ခလေးတွေစဉ်ဆက်မပြတ် စားဖက်တာကအကျိုးကျေးဇူးများစွာရရှိစေပါတယ်နော်။ဒီဗီဒီယိုလေးမှာတော့စာဖတ်ခြင်းကကလေးတွေအတွက်ဘလို့အထောက်အကူဖြစ်စေလဲဆိုတဲ့ခေါင်းစဉ်အောင်မှာစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကို ပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ပထမဦးဆုံးအနေနဲ့ညရင်ဖွံ့ဖြိုးမှု Cognitive Development အကြောင်းကိုပြောပါမယ်နော်။ စာဖတ်တာကကလေးလေးတွေဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက်အများကြီးအထောက်အကူပြုပါတယ်ရှင်။ကလေးလေးတွေအနေနဲ့အတိတ်အတ္တသောဗဟုသုတတွေကို လေ့လာနိုင်ပြီးစာအုပ်ဖတ်ရှုတိုင်းမှာဗဟုသုတအတ္တတွေကိုရှာဖွေလာနိုင်မှာဖြစ်ပါတယ်။ကလေးတွေကိုအချက်အလက်တွေကိုကောင်းကောင်းမွန်မွန်နားလည်နိုင်ဖို့ကူညီပေးနိုင်တယ်လို့ဝေါ်ဟာရ vocabulary အတ္တတွေလည်းတိုးလာစေတယ်။ပြဿနာဖြေရှင်းနိုင်စံဖြစ်တဲ့ problem solving skill ကိုလည်းပို့ပြီးတော့အားကောင်းစေမှာဖြစ်ပါတယ်ရှင်။ ။နောက်တစ်ချက်ကတော့ဘာသာစကားကျွမ်းကျင်မှု language skill ပဲဖြစ်ပါရဲ့ရှင်။စာဖတ်တာကဘာသာစကားကျွမ်းကျင်မှုတွေကိုထိုးတက်စေပါတယ်။စာဖတ်ခြင်းကိုစဉ်ဆက်မပြတ်လုပ်ဆောင်တဲ့အခါခလေးတွေဟာစကားလုံးအစ်တွေလေ့လာပြီးကောင်းမွန်စွာပြောဆိုတတ်လာကြပါရဲ့ရှင်။တဒါ grammar နဲ့စကားပြောစုဆက်ဆံရမှာအရေးကြီးတယ် communication skill စတဲ့ဘာသာစကားစွမ်းရည်တွေလည်းတဖြည်းဖြည်းတိုးတက်လာမှာဖြစ်ပါတယ်ရှင်။ စိတ်ကူးယဉ်နိုင်စွမ်းနဲ့ဖန်တီးနိုင်စွမ်းဖြစ်တဲ့ imagination and creativity စာအုပ်ဖတ်ရင်ကဘာသစ်တွေစီခရီးစတင်ထွက်ခွာနိုင်ပါတယ်နော်စာအုပ်ဖတ်တဲ့အခါကလေးတွေဟာစိတ်ထဲမှာကဘာအသစ်တွေဇက်ကောင်အသစ်တွေနဲ့အံ့ဩဖွယ်ရာအဖြစ်အပျက်တွေကိုစဉ်းစားတွေးခေါ်နိုင်ပါတယ်ရှင်ဒီလိုစိတ်ကူးယဉ်နိုင်စွမ်းကဖန်တီးနိုင်စွမ်း creativity ကိုလည်းတိုးတက်လာစေပြီးစာဖတ်သူတွေကိုပုံမှန်ဖန်တီးတတ်တဲ့သူတွေဖြစ်လာစေပါတယ် စာဖတ်ခြင်းကကလေးတွေကိုမတူညီတဲ့ကဘာတွေဇက်ကောင်မျိုးမျိုးနဲ့ထူးခြားတဲ့အဖြစ်အပျက်တွေစီပို့ဆောင်ပေးတာကြောင့်စိတ်ကူးရင်နိုင်စွမ်းနဲ့ဖန်တီးနိုင်စွမ်းကိုပိုပြီးတော့တိုးတက်လာစေတာပဲဖြစ်ပါတယ်ရှင်။စိတ်ခံစားမှုဉာဏ်ရည် emotional intelligence စာအုပ်တွေကစိတ်ခံစားချက်တွေနဲ့အမျိုးမျိုးသောအခြေအနေတွေကိုဖော်ပြတတ်ပါတယ်နော်။ ဒါကခလေးလေးတွေကိုကိုယ့်ရဲ့စိတ်ခံစားချက်တွေကို နားလည်နိုင်ဖို့နောက်ပြီးတော့တခြားသူတွေရဲ့စိတ်ခံစားချက်တွေကိုပါနားလည်ပြီးစာနာတနာတတ်တဲ့စိတ် empathy ကိုဖွံ့ဖြိုးစေပါတယ်ရှင်စာဖတ်တဲ့အခါဇက်ကောင်ကြီးရဲ့ဝမ်းနေတာပျော်ရွှင်တာစရိတ်စိတ်ခံစားချက်တွေကိုနားလည်နိုင်လာပါတယ်။ဥပမာအနေနဲ့တခြားသူတွေကိုချစ်တတ်ခြင်းမနာလိုခြင်းမရှိဘဲနားလည်တတ်ခြင်းကို ဖြစ်လာစေပါတယ်နော်။ ဒါကြောင့်စာဖတ်တာကကလေးလေးတွေအတွက် စိတ်ခံစားမှုတွေကိုနားလည်စေပြီးသူများကိုသိမြင်တတ်တဲ့မေတ္တာရှိတတ်တဲ့တငယ်ချင်းကောင်းတယောက်လည်းဖြစ်လာနိုင်ပါတယ်နော်။ပညာရေးအောင်မြင်မှုအကယ်ဒမီစာဆက် စာဖတ်သူတွေဟာကျောင်းမှလည်းအောင်မြင်တတ်ကြပါတယ်။စာဖတ်တာကိုစဉ်ဆက်မပြတ်ပြုလုပ်နေရင်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာပြီးကျောင်းစာတွေကိုလေ့လာတဲ့အခါမှာပုံမလွယ်ကူစေပါတယ်ရှင်။စာရေးခြင်း၊စကားပြောခြင်းနဲ့စာဖတ်ပြခြင်းစတဲ့စွမ်းရည်တွေကလည်းတဖြည်းဖြည်းတိုးတက်လာနိုင်ပါတယ်နော်။ ဒါကြောင့်စာဖတ်တဲ့ကလေးတွေကပညာရေးမှာပုံမှန်အောင်မြင်တတ်ကြပြီးကျောင်းစာတွေကိုလည်းသူများတွေထက်ထူးထူးချွန်ချွန်ပုံမှန်နားလည်တတ်ကြတယ်။စာမွဲတွေမှာလည်းပုံမှန်ကောင်းမွန်စွာဖြည့်ဆို့နိုင်လေးရှိပါတယ်ရှင်။နောက်ထပ်ရရှိတဲ့အကျိုးကျေးဇူးတစ်ခုကတော့ bonding time ပဲဖြစ်ပါတယ်ရှင်။ အတူတူစာဖတ်ခြင်းကမိဘတွေနဲ့ကလေးတွေကြားအမတ်တရားချိတ်ဆက်မှုတစ်ခုကိုဖြစ်ပေါ်စေပါတယ်။စာဖတ်ချိန်မှာမိဘတွေနဲ့ကလေးလေးတွေဟာအတူတူနားထောင်ပြီးစကားပြောစရာအခွင့်အရေးရှိတဲ့အချိန်မျိုးလေးလေးတစ်ခုပါပဲเนาะဒီအချိန်မှာမိသားစုတွေနဲ့အတူစာဖတ်မယ်နှလုံးသားတွေကလည်းပုံမှန်ဤကလာမယ်ချစ်ချင်းမြတ်တာတရားတွေကလည်းပို့ပြီးတော့တိုးပွားလာနိုင်ပါတယ်เนาะ ကိုရဲ့အဖေအမေမိဘတွေနဲ့အတူ စာဖတ်ခြင်းကဖြတ်တန်းရတဲ့အချိန်ကလေးရာဆိုရင်မမေ့နိုင်တဲ့အမှတ်တရလေးတစ်ခုဖြစ်လာပါလိမ့်မယ်ရှင်။ဘဝအတွက်ကြမ်းကျင်စရာများ life skill ကလေးတွေစာဖတ်ရင်ဆုံးဖြတ်ချက်ချနိုင်ခြင်းပြဿနာတွေကိုဖြေရှင်းတတ်ခြင်းနဲ့ကိုယ်ပိုင်လေ့လာပြီးလိုအပ်ချက်တွေကိုဖြည့်ဆည်းတတ်ခြင်းစတဲ့ဘဝကျွမ်းကျင်မှုတွေကိုလည်းစာဖတ်ခြင်းကပဲရယူနိုင်ပါတယ်เนาะဒီလိုကျွမ်းကျင်မှုတွေကသားရသမီးတို့ရဲ့နေ့စဉ်ဘဝမှာအများကြီးအထောက်အကူပြုပါလိမ့်မယ်ရှင် စာအုပ်တွေကတန်ဖိုးရှိတဲ့သင်ခန်းစာတွေနဲ့အမြင်တွေကိုပေးဆွမ်းတာကြောင့်စာဖတ်ခြင်းကကလေးတွေကိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာစေမယ့်လမ်းကြောင်းလေးဖြစ်ပါရဲ့ရှင်။စာဖတ်သောအလေးအကျင့်များရှိအောင်တိုက်တွန်းခြင်း Promoting Reading Habits ကလေးတွေ စာဖတ်ဖို့စိတ်ဝင်စားလာအောင် စာဖတ်ရတာပျော်စရာကောင်းတဲ့အရာတစ်ခုဖြစ်အောင်မိဘတွေအနေနဲ့ပြသပေးဖို့လိုအပ်ပါတယ်ရှင်။တားတို့သမီးတို့ဟာအနည်းဆုံးတစ်နေ့ကိုစာဖတ်ခြင်းတစ်ခုသတ်မှတ်ပေးပြီးတော့စာဖတ်ပြီးရင်စကလုံးအစ်စ်တွေဇလန်းတွေကိုကိုယ့်ရဲ့မိဘတွေတငယ်ချင်းတွေနဲ့လည်းပြောဆိုဖလှယ်လို့ရတယ်နော်။ဒီလိုလှုပ်ခြင်းအပြင်တားတို့သမီးတို့ရဲ့စာဖတ်တဲ့အလေးချိန်တွေကပုံမအားကောင်းလာမှာဖြစ်ပါတယ်ရှင်။ စာဖတ်ခြင်းရဲ့ရေရှည်အကျိုးကျေးဇူးများ long term benefits of reading ကလေးတွေဟာစာဖတ်ခြင်းကြောင့်ဉာဏ်ရည်တိုးတက်ပြီးစိတ်ကူးယဉ်နိုင်စွမ်းနဲ့ဖန်တီးနိုင်စွမ်းပုံမအားကောင်းလာပြီးစိတ်ခံစားမှုနားလည်မှုတွေလူမှုရေးဆက်ဆံရေးတွေမှာလည်းကောင်းမွန်လာပါလိမ့်မယ်ရှင် ပညာရေးမှာအောင်မြင်မှုရှိနိုင်ပြီးဘဝမှာလည်းတိုးတက်များပြားတဲ့အခွင့်အရေးတွေကိုအခြားသူတွေထက်ရရှိနိုင်မှာဖြစ်ပါတယ်။စာဖတ်ခြင်းဟာဘဝတစ်လျှောက်လုံးအကျိုးရှိစေတဲ့အလေးအကျဉ်းကောင်းတစ်ခုပါနော်။ဒါကြောင့်အမြဲတမ်းစာအုပ်တအုပ်ကိုဖတ်ဖို့မမေ့ပါနဲ့နော်။ စာဖတ်တာဟာဉာဏ်ရည်အတွက်အာဟာရတစ်ခုလိုပါပဲရှင်။စာဖတ်ခြင်းကခလေးတွေအတွက်ချက်ချင်းပေါ်ပေါက်လာတဲ့အကျိုးကျေးဇူးတွေမကပဲပညာရေးအောင်မြင်မှုကနေစပြီးလူမှုဆက်ဆံရေးစိတ်ခံစားမှုနဲ့ကျန်းမာရေးအစရှိရဲ့ဘဝတစ်လျှောက်လုံးအသုံးချနိုင်မဲ့စွမ်းရည်တွေကိုလည်းတိုးပွားစေနိုင်ပါတယ်နော်။ဒါကြောင့်စာဖတ်ခြင်းဟာခလေးတွေရဲ့အနာဂတ်အတွက်တန်ဖိုးရှိလာတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ပါတယ်ရှင်။ ဒီဗီဒီယိုလေးကိုကြည့်ပြီးကြိုက်နေတဲ့တည်းဆိုရင် like share and subscribe လုပ်ဖို့မပေးပါနဲ့နော် No it with no way season မှာနောက်တစ်ခါအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်အဆုံးထိကြည့်ရှုနားထောင်ပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် bye bye